မန်စီရဲ့အင်တာမိုင်အမီအသင်းနောက်တစ်ဆင့်တက်ရောက်သွားနိုင်ခဲ့တဲ့ကလပ်ကပလာပြိုင်ပွဲပရိသတ်များဝင်းမိလာများအင်္ဂလိပ်စပွားကနေပြန်လဲကြိုလိုက်ပါရင်ဒီနေ့မှာပုံစံအသင်းနဲ့စတင်ချင်းမှခဲ့တဲ့ကလပ်ကပလာပြိုင်ပွဲမှာအမေရိကန်ကအင်ရှင်ဖြစ်လို့ဖိတ်ခေါ်ခံခဲ့ရတဲ့အင်တာမိုင်အမီအသင်းကတော့နောက်တစ်ဆင့်ကိုတက်လန်းသွားနိုင်ခဲ့ပါရင်အင်တာမိုင်အမီအသင်းကဖိတ်ခေါ်ခံခဲ့ရတဲ့အတွက်ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးမက်ဆီပါလို့ပရိသတ်တွေကိုဆွဲဆောင်နိုင်အောင်ဖိတ်ခေါ်လာဆိုတဲ့အတန်တွေထွက်ပေါ်လာခဲ့ပါရင်အခုဆိုရင်ဘာလို့ဖိတ်ခေါ်ခံခဲ့ရလဲဆိုတာကိုတော့အင်တာမိုင်အမီအသင်းကနောက်ဆင့်တက်အောင်စွမ်းဆောင်ပြကတက်တည်ပြခဲ့ပါပြီ ။အင်တာမိုင်အမီအသင်းကနောက်ဆုံးပွဲစဉ်မှာဘရာဇီးပါမီယာအသင်းကိုနှစ်ဂိုးပြန်အနိုင်ရနိုင်ရင်းကနေခြေပါကိုနှစ်ဂိုးပြန်ပေးခဲ့ရာကြောင်းအောက်စုပရမနီယာကတက်နိုင်မဲ့ခွင့်အေးကိုတော့လွဲချော်ခဲ့ရပါတယ်။အင်တာမိုင်အမီအသင်းက16မိနစ်မှာရင်အဖွင့်ဥဆောင်ကိုရရှိခဲ့ပြီးအလန်ဒီကအသွင်းယူပေးနိုင်ခဲ့ပါတယ်။အဲဒီနောက်ပါမီယာအသင်းကတိုက်စစ်မြင့်ကစားခဲ့ပြီးအင်တာမိုင်အမီတို့ခံစစ်နေထားတဲ့လာကစားခဲ့ရပါတယ်။ပါမီယာအသင်းကဒီဘက်မှာဒမိုင်နယ်အထက်ကစားနေတဲ့ပေါ်တိုနဲ့အဲကန်တို့အသင်းကပွဲစဉ်မှာပေါ်တိုအသင်းကအနိုင်ရနိုင်ရာကြောင်းအောက်စုကပြုတ်မဲ့အနေထားမျိုးနဲ့ရင်ဆိုင်ခဲ့ရလို့ရေကုန်ရေကန်ကစားခဲ့ရပါတယ်။ ဒါပေမဲ့65မိနစ်မှာလူဝစ်ဆော်ရက်ကအင်တာမိုင်အမီအတွက်နောက်ထပ်ဥဆောင်ကိုထပ်သွင်းပေးခဲ့လို့ပါမီယံအသင်းအတွက်ခက်ခဲသွားခဲ့ရပါတယ်။အင်တာမိုင်အသင်းကပါမီယံရဲ့ဒရက်ဆက်တိုက်စစ်ဆင်မှုတွေကိုပွဲချိန်မိနစ်80ထိပဲတောက်ခံနိုင်ခဲ့ပြီးမိနစ်80မှာတော့ပါမီယံအသင်းကခြေပါဖို့ရရှိခဲ့ပါတယ်။လက်ချံပွဲချိန်70မိနစ်လောက်ကိုတော့အင်တာမိုင်အသင်းကတောက်ခံနိုင်ခဲ့ရင်အုပ်စုပထမနေရာနဲ့တက်ရောက်နိုင်မှာဖြစ်ပေမဲ့70မိနစ်မှာတင်ပါမီယံအသင်းကခြေပါဖို့နှစ်ခုထိပြန်လည်ခွင့်ပြုခဲ့ရပြီးတေးတမှတ်နဲ့သာချင်းနေခဲ့ရပါတယ်။အဲဒါကြောင့်အင်တာမိုင်အမီအသင်းဟာနောက်တစ်ဆင့်မှာ PSG အသင်းနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပြီးပါမီယံအသင်းကတော့ဘရာဇီးတာဘီဖြစ်တဲ့ ဗိုတာဖိုကိုနဲ့နောက်တစ်ချက်မှရင်ဆိုင်ရတော့မှာပါလျော်နေမန်စီကတော့တင်းအောင် PNG နဲ့ထိတိုက်ရင်ဆိုင်ရမယ့်အချိန်မှာဘလောက်ထိလောက်ပြနိုင်အောင်မလဲဆိုတာစောင့်ကြည့်ကြင်စရာကောင်းပါရင်ဒါအပြင်မန်စီကကစားမပွားတဲ့ချောင်းသူပါဝင်စားခဲ့တဲ့အတင်းတွေမှာအုပ်စုအဆင့်ကနေဘယ်တော့မှမပြုတ်ဘူးဆိုတဲ့မှတ်တမ်းကိုဆက်လက်ရေးထိုးနိုင်ခဲ့ပါရင်မန်စီကကစားမပွားအစားပိုင်းကနေလက်ရှိအချိန်ထိကလပ်ကဘလာပြိုင်ပွဲမှာရှုံးဝဲမရှိသေးတဲ့ကစားမလေးဖြစ်ပါရင်အခုတော့သူရဲ့အသက်38နှစ်ပြည့်မွေးနေ့မှာလင်အင်တာမိုင်အမီအသင်းနဲ့တူနောက်တစ်ဆင့်ကိုတက်လန်းနိုင်ခဲ့ပြီးရှုံးဝဲမရှိအောင်ဆက်လက်ထမ်းတင်ပေးနေစေပါဘင် ။ Inter Miami အသင်းကလက်ရှိမှာအောက်စုကနေနောက်တစ်ဆင့်ကိုတက်ခဲ့တာကြောင့်စုချင်းမွေ22တန်းထိရရှိထားပါပြီ။ကလပ်ကောင်လာပြိုင်ပွဲမှာဝင်ပြန်ခွင့်ရခဲ့လို့စုချင်းကိုယ်စားမ5တန်း၊အောက်စုစစ်မှာတပွဲနိုင်လို့စုချင်း2တန်း၊နှစ်ပွဲတင်ကြလို့စုချင်း2တန်း၊စစ်ချောင်းတင်ရှုံးတဲ့အဆင့်ကိုတက်ရောက်နိုင်ခဲ့လို့စုချင်း9တန်း5တန်းထိပိုင်ဆိုင်ထားခဲ့ပါပြီ။ဆွေမာနာများစွာပေးတဲ့အသင်းတွေကိုဆွဲဆောင်ထားတဲ့ FIFA ရဲ့ American Club ကဘလာပြိုင်ပွဲဟာ American ရဲ့ပူပြင်းတဲ့ရာသီဥတုအောက်မှာတော့ဥရောပကကစားမတွေအတွက်အခက်အခဲတစ်ခုဖြစ်နေခဲ့ပါတယ်။